သတင်းကောင်းသူများဒေတာဘက်မှာသတင်းကောင်းလည်းပြီးသူတို့เนาะဒါပေမဲ့ကျမတို့ကင်ကြီးဘက်မှာကတော့အခုဆူတင်နားထားတယ်ဂျာပန်ကြောင့်ကျူရှင်ဆူတင်နားထားတယ်အဲ့ဒါကိုเนาะ KNU ဘက်က KIC မှာတင်ထားတယ် KIC ကခဏခဏတင်ထားတယ်เนาะ KNU အုပ်ချုပ်ရေးအတွက်အခုလူငယ်တွေကရင်မျိုးဆက်သစ်လူငယ်တွေကိုဟိုပညာတတ်တွေကိုသူတို့အုပ်ချုပ်ရေးပညာတွေသင်ပေးပြီးတော့ကော်သူးလေတူထောင်ဖို့တဲ့ နဲ့မြေဆုံးမမှုရဖို့သူတို့စက်မှမစင်စားဘူးဒါကိုကြည့်ချင်းအဖြစ်အခုလက်ရှိຫນွေဦးတော်လန်ရေးမှာနော်ကရင်နယ်မြေမှာသူတို့နဲ့မဆိုင်ဘူးပြောမှဆိုရင်သူတို့နယ်မြေဆုံးမမှုမှာသူတို့မှာတာဝန်မရှိဘူးတာဝန်ရှိတာကနော် PDF တွေကျမတို့တော်လန်ရေးဘက်တော်သား PDF တပ်ပေါင်းစုတွေပေါင်းပြီးတော့တိုက် နယ်မြေစိုးမိုးအုပ်ချုပ်ဖို့ကတော့သူတို့တာဝန်ဆောက်ရှက်မရှိဘူးเนาะနယ်မြေစိုးမိုးမှုရအောင်လုပ်ပြီးမှဒီအုပ်ချုပ်ရေးကိုလုံရတာလေအခုနယ်မြေစိုးမိုးမှုကြတော့သူတို့စိတ်မဝင်စားဘူးအုပ်ချုပ်ဖို့အတွက်အခုတာစုနေပြီးတော့ကော်သူးလေးအုပ်ချုပ်ရေးနဲ့သူတို့အုပ်ချုပ်မယ်เนาะကော်သူးလေးအုပ်ချုပ်မယ်ဒါမဲ့မမစကားမပြောဘူးပါကညောနဲ့ပဲအုပ်ချုပ်မယ် ကျမပါကညောပြောလို့เนาะကျမလူလူဒန်ဆာခွဲခြားတာမဟုတ်ဘူးလူမျိုးရေးခွဲခြားတာမဟုတ်ဘူးအဲ့ဒီအုပ်စုကိုပြောတာကျမတို့ပါကညောဆိုတာကျမပါကညောပြည်သူကိုပြောတာမဟုတ်ဘူးเนาะလက်ရှိအာနာယူနေတဲ့ပါကညောခေါင်းဆောင်ကြီးတွေကိုကျမပြောတာအခုဒီဂျာပြန်အုပ်စုမှာเนาะဂျာပြန်အုပ်စုမှာ DKBA တို့ BGA တို့ဘာတို့ပါသွားတော့သူတို့အတွက် အစားတော့သူတို့ဒီ BGF တွေကိုနော် BGF တွေအားကောင်းလို့သူတို့မိပြီးတော့သူတို့သူတို့နေရာဒေသကိုသူတို့ထိတ်ချုံနိုင်ဖို့အတွက်ပေါ့နော်သူတို့ကအုံချုပ်ရေးပါတယ်သူတို့ဟိုဗါလဲလူငယ်တွေကိုသူတို့လူငယ်မျိုးဆက်သစ်တွေကိုသူကကရင်နော်ကရင်မျိုးဆက်သစ်တွေကိုသူတို့ကဟိုဘယ်လိုပြောမလဲအုံချုပ်ရေးပညာသင်ပေးတယ်အခုမောင်ချစ်သူကိစ္စနဲ့ပတ်သက်ပြီးတော့နော်မောင်ချစ်သူက ။အိုးဗလဲမောင်ချစ်သူဒီမင်းအွန်လိုင်းပဲမထောက်ခံခင်မာရောထောက်ခံပြီးတဲ့နောက်ပိုင်းမှာရောနော်ဒီရိုးကောက်ပွဲအတွက်ကာကွယ်ပေးမယ်ဆိုတဲ့ပြောရဲမပြောခင်တော့ကနော်မောင်ချစ်သူနဲ့ကရင်အချင်းချင်းမတိုက်ပါဘူးဆိုတဲ့မူကိုသူတို့ဆွဲကင်ထားပြီးတော့ကရင်ပြည်နယ်မှာ9နှစ်အတွင်းမှာစစ်တိုက်လာတဲ့စခန်းတွေတိုက်တယ်မြို့တော့မတိုက်ဘူးစခန်းတွေတိုက်တယ်နော်နေဆစခန်းတွေတိုက်တယ်ပြီးတော့ ဟိုရွာတွေပိတ်တယ်။ဒါပေမဲ့တူတိုးတက်တိုက်လေးပြန်ပါသွားတယ်။သူကတစ်ဖက်လက်နဲ့မောင်ချစ်သူကိုပြန်ပေးလိုက်တာ။နော်။မောင်ချစ်သူလက်ထဲရောက်သွားရင်မင်းအွန်လိုင်းလက်ထဲရောက်သွားတာနဲ့အတူတူပဲ။ဒါပေမဲ့သူကမင်းအွန်လိုင်းကိုအတားချလိုက်တယ်။ဒါအမှန်တရားတည်း။ကျမမဟုတ်တာ။ကျမပြောတဲ့ light ဒီတိုင်းမှာကျမပြောတဲ့စကားလုံးဒီတိုင်းမှာလေ။အဲ့လိုမျိုးလောက်ယူပြီးတော့ပြောတဲ့စကားလုံးတွေတလုံးမှမပါဘူး။နော်။အခု ပြန်ပသွားတယ်သူတို့ကကော်သူးလေးနိုင်ငံသူတို့ကလည်းကော်သူးလေးနော်မော်ကျော်ဟဲလည်းကော်သူးလေးနေတာမြလည်းကော်သူးလေး KNU စောတော်လေးတို့ကလည်းကော်သူးလေးနော်အဲ့ဒါကြောင့်မို့သူတို့ကကော်သူးလေးနိုင်ငံထူထောင်ဖို့အတွက်အာသူတို့အချင်းချင်းပဋိပက္ခမဖြစ်ဘူးအချင်းချင်းမတိုက်ဘူးနော်စောတော်လေးကကော်သူးလေးအုတ်ချုပ်ရေးစနစ်နဲ့စစ်ဆေးရခိုင်တော့ နော်သူတို့ဖော်ဆောင်ပြီးနေပြီးဆိုပြီးတော့ social media မှာပြောသေးတယ်လीကဲအခု BG ရဲ့အခြေခံအခြေအနေမဟန်တော့နော်အခြေအနေမဟန်တော့အခုသူတို့ဘာဖြစ်သွားလဲသေချာတာတခုကတော့ကရင်ပြည်နယ်မှာကရင်လက်နက်ကင်တွေမဘာမှမလုပ်ရဲကြဘူးကြောက်နေကြတယ်အခုပြည်တွင်းမှာပြည်သူတို့ကိုသူတို့မင်းအွန်လိုင်းတို့ လိန်တွေအထူးသဖြင့်ဒီပါတီတွေနော်ပါတီဥက္ကဋ္ဌတွေပါတီဆွဲတွေအဲ့ဒီကရင်ပါတီတို့သတောင်းစားပါတီတို့အဲ့ဒီပါတီတွေကပြည်သူလူထုတွေကိုဗာပြောတယ်လေအခုကရင်ပြည်နယ်မှာစစ်မဖြစ်တော့ဘူးငိမ့်ချမ်းရေးယူလိုက်ပြီးလက်မထိုးလိုက်ပြီးအဲ့လိုမျိုးဂျင်းထဲနေတချို့နေရာဒေသတွေကျမတို့ကြားနေရတယ်နော်ဂျင်းထဲတယ်ငိမ့်ချမ်းရေးယူလိုက်ပြီးတဲ့ ဒါပြည်သူတွေကိုသူတို့ကမြင်လဲပြတယ်မယုံမယုံနဲ့တော့ပြည်သူတို့အခုဖေခုံနိုင်ရွာကိုမီးရှို့နေတဲ့ PNO ဘုံမူစနိုက်ပါစာမိပြီးသိဆုံးသွားတယ်သူများဒေသဘက်ကတော့เนาะအားရလိုက်တာအခုဒီ PNO ပေါအိုးเนาะပေါအိုးသစ္စာဖောက်လောက်ကောင်ကိုအခုစော်တာစနိုက်ပါစာမိလို့ငရဲပြီးကြွားသွားပြီး အဖြစ်လို့ဆိုတော့အဲ့ဒီရွာတဲကိုမီးဆို့ပြီးတော့ဝင်ပြီးမီးဆို့ဆင်းလင်းနေတဲ့အချိန်မှာစနိုက်ပါနဲ့အပြစ်ခံရတယ်လို့တခါတည်းသိသွားတယ်ရွာတဲကိုတော့ဝင်ပြီးတော့မီးဆို့တဲ့အချိန်မှာနော်စနိုက်ပါထိပြီးတော့သိသွားတယ်မှန်ပုံမှာပါတယ်ပြည်သူတို့မာတိအာဒါပေါ်အိုး ပိုပိုမှုစနိုက်ပါမိပြီနော်ငရဲပြီကြွသွားပြီကဲနောက်ထပ်တင်းကောင်းတစ်ခုကတော့အမေမြန်မာအတိုက်ခံများကိုကူညီရေးအမေရိကန်အောက်လူတော်မှာကြားနာတယ်ကျမတို့ကျမတို့ကရင်ပြည်နယ်ဘာကြောင့်တော်နိုင်ရေးမအောင်မြင်တာလဲကျမတို့တော်နိုင်ရေးဘာကြောင့်ကြန့်ကြာနေတာလဲဒီဂျာဖျက်ပါဝင်ပတ်သက်နေတယ်ဒီဂျာဖျက်ကြောင့်မအေလို့မင်းအောင်လိုင်ကကျမတို့ပြည်သူတွေကို သတ်လို့ရတာပြီးသူတွေကိုသတ်ဖြတ်လို့ရတာအဲ့ဒါကြောင့်မို့အဲ့ဒါကိုအမေရိကန်သိလို့ဒေါ်နယ်ထရန့်တို့ကသိလို့အခုဒီကြားဖြန့်ကို ကိုတိုင်ကိုကြပါဝင်နေနေလိုက်တာအခုအထက်လူတော်အောက်လူတော်ကလည်းအမေရိကန်မှာရှိတဲ့အောက်လူတော်ကလည်းเนาะကျမတို့ရဲ့အတိုက်ခံဆိုတာကျမတို့တော်လန်ရေးဘက်တော်သားတွေကိုပြောတာကိုညီဖို့အမေရိကန်အောက်လူတော်မှာနာကြတယ်ကြားနာတယ် စစ်အစိုးရကိုစန့်ကျင်တဲ့ဒီမိုကရေစီအင်အားစုများအားဘာမှအဲ့ကိုတောင်းပြီးတော့ထိရောက်တဲ့အကူအညီပေးရန်မြန်မာနေကပြုလုပ်တဲ့မြန်မာအရေးကြားနာပွဲအောက်လို့တော့အစည်းအဝေးမှာအတလန်တက်ရဲ့အင်ဒိုပစိဖိတ်လှုပ်ချုပ်ရေးအစီအစဉ်မှာပြင်ပအကြီးတန်းအဖွဲ့ဝင်တဦးဖြစ်သူကနော်ပြောပါတယ်အခုမြန်မာပြည်သူများကိုအကြမ်းဖက်ဖျက်နေတဲ့ စစ်အစိုးရပြုလုပ်တဲ့အတုရောင်ရွေးကောက်ပွဲကိုပယ်ချရန်နဲ့ဒီမိုကရေစီလှုပ်ဆောင်ရန်လှုပ်ဆောင်နေသူများအားအကူအညီပေးရန်နီလန်များကိုဆွေးနွေးရမှာထပ်သွင်းပြောဆိုခဲ့ခြင်းဖြစ်တဲ့ဒါကြောင့်မို့ဒီမိုကရေစီနိုင်ငံကကျမတို့နိုင်ငံဒီမိုကရေစီရဖို့အတွက်သူကကူညီနော်ကူညီပေးရမယ်ဘုတ်တရားရှိတယ်အခု အမေရိကန်မျိုးသားကကွယ်ရေးလုတ်ပိုင်ခွင့်အဥပဒေ NDAA ဥပဒေအရမြန်မာအရေးဖြည့်ဆည်းမှုတစ်စိတ်တစ်ပိုင်းအဖြစ်ဘာမာအက်ကိုအမေရိကန်လွတ်တော်၌2022ခုနှစ်ကတည်းကအတည်ပြုထားပြီးဖြစ်တော်လဲဘတ်ဂျက်ခွဲဝေမှုနဲ့ပတ်သက်ပြီးတော့အမေရိကန်ထက်လွတ်တော်နဲ့အောက်လွတ်တော်ကြားကွာဟချက်များရှိနေတယ်။နောက်အခုအဆိုပါဆုံးရွေးပွဲကိုမြန်မာစစ်တပ်ကိုထောက်ပံ့ပေးနေတဲ့လက်နက်ပွဲစားများအားပိတ်ဆို့အရေးယူရန် စစ်တပ်ထံသို့လက်နက်စီစဉ်မှုဖျက်တောက်ရန်နဲ့ဗန္ဒာရေးစီစဉ်မှုလမ်းကြောင်းများပိတ်ဆို့မှုကိုလည်းဆွေးနွေးခဲ့ကြောင်းသိရတယ်နော်ဒါကျမတို့တော်လန့်ရေးအတွက်အောက်လူတော်ကအမေရိကန်အောက်လူတော်ကသီးသန့်ကိုဆွေးနွေးပြီးတော့ဘယ်လိုကူညီရမလဲအမမန်တော့ဗမာအဲဥပဒေဟိုချိုဘိုင်ဒင်လက်ထက်ကလေးကထုတ်ပြီးသားဒါပေမဲ့ကျမတို့ပြည်တွင်းကမညွတ်လို့ ူတလူငါတမင်းနဲ့ကျမပြောမယ်မစည်းလုံးလို့စင်ဘယ်နိုင်ငံကကူညီလို့ရဲမလဲနော်အဲ့ဒါကြောင့်မို့ကျမတို့တိုင်းရင်သားပြည်သူတွေအချင်းချင်းစည်းလုံးရမယ်အာတရုတ်ကိုကြောက်လို့အာဟိုကဟိုကလည်းဒီလူကိုကြောက်လို့အဲ့လိုမျိုးလုံးလို့မရဘူးနှစ်ဖက်ပဲရှိတယ်စနစ်အခုကျမတို့တိုက်နေတာစနစ်ကိုတိုက်နေတာလူမျိုးလုံးမြောက်ဖို့တိုက်နေတာမဟုတ်ဘူး စနစ်ကိုတိုက်နေတာစနစ်နဲ့လူမျိုးနဲ့မတူဘူးနော်ပြီးခဲ့တဲ့စောပါဦးခင်လာပြီးခဲ့တဲ့နှစ်90ကျော်တော့ကသူတို့ဘလို့ပဲတိုက်ခက်တိုက်ခက်ဟိုဘာလဲလူမျိုးရင်းနဲ့ပဲတိုက်တိုက်အမျိုးသားရင်းနဲ့ပဲတိုက်တိုက်ဒီຫນွေဦးတော်လန်ရေးမှာအမျိုးသားရင်းနဲ့လှုပ်လို့မရဘူးစနစ်ကိုတိုက်နေတာစနစ်နှစ်ခုပဲရှိတယ်အာနာရှင်နဲ့ပြည်သူစနစ်နှစ်ခုပဲရှိတယ်အဲ့ဒီစနစ်ကိုကျမတို့ တိုက်နေတာဒါကြောင့်အမျိုးသားရေးရောင်ရောင်လူမျိုးရေးရောင်ရောင်လုံနေတဲ့လူတွေကျမတို့ပြပြသာသာစန့်ကျင်ရမယ်ဆုတ်ချရမယ်ပြည်သူတို့ဒီပွဲကလူထုတော်လှန်ရေးပွဲနော်လူတိုင်းမှာပြောခွင့်ရှိတယ်ဟာ तू ကငါကဗမာ तू ကကရင်ငါဝင်ဆုတ်ဖက်လို့မရဘူးငါပြောလို့မရဘူးဒါဆိုရင်အမျိုးသားရေးပဲရောက်သွားပြီ နေကရင်ပဲဖြစ်ပါစေငါဗမာပဲဖြစ်ပါစေငါကရင်ပဲဖြစ်စေနေဗမာပဲဖြစ်ပါစေနေဘာလူမျိုးဖြစ်ပါစေဒီຫນွေဥကလူဒုတော်လည်းရေဒါကြောင့်မို့လူဒုနဲ့ပတ်သက်လာရင်ဘယ်လူမျိုးမဆိုကာကွယ်ပေးရမယ်ရှောက်ရှောက်ပေးရမယ်နော်ကျမတို့လူမျိုးဒန်းလူအခွင့်ရေးရအောင်လူမျိုးမဟုတ်ဘူးလေအားလုံးလူဒုအားလုံးဒန်းလူအခွင့်ရေးရဖို့အတွက်ကျမကို အစွန်ရောက်တစ်ဖက်ပိတ်မြက်ကန်မျိုးချစ်တကောင်ကလာမန်းလေ။နေရကရင်မဟုတ်ဘူးလားတဲ့။နေကရင်ဖြစ်ပြီးတော့ကိုကရင်ကိုအားပေးကူညီထောက်ခံရမယ့်အစား။ကျမကသူပြောတယ်။နော်။နေရကရင်ကိုကူညီလဲမကူညီဘဲနဲ့ကရင်ကို ပြောနေတယ်တဲ့။ကျမပြောတယ်ကျမမကောင်းတဲ့ကရင်နော်။ ဟိုဗလဲမကောင်းတဲ့ခေါင်းဆောင်မကောင်းတဲ့ကရင်ကိုပြောနေတာငါမကောင်းတဲ့ကရင်ကိုပြောလို့နင်းနာတယ်ဆိုရင်နင်လည်းမကောင်းတဲ့ကရင်ဘက်ကပါနေလို့ပဲရှင်းရှင်းလေးနော်ကျမလူမျိုးရင်းမခွဲခြားဘူးဘာသာရင်းမခွဲခြားဘူးဒါပေမဲ့ကရင်လူမျိုးကိုကရင်လူမျိုးကိုကိုပြန်ပြောလို့မကောင်းတဲ့လူကိုပြောတာနော်မကောင်းတဲ့ကရင်ကိုကျမပြောလို့ ကျမရွာပြင်မကလို့ကဘာပြင်ပဲရောက်သွားပါစေကျမဘသူကိုမဆောက်ကြီးမဆိုင်ဘူးအမှန်တရားအတွက်ကျမရက်တီမှာပဲနော်အကရင်လူမျိုးနဲ့ကရင်လူမျိုးဘက်မှာမထောက်ခံကရင်ပြုတ်တော့ကရင်လူမျိုးဘက်မှာမထောက်ခံလို့နှစ်ကိုကရင်ပြည်နယ်မှာမထားဘူးနှစ်ကိုကရင်လို့မသတ်မှဘူးမင်းတို့ကြိုက်သလားပုံမတတ်မင်းတို့ကြိုက်သလားနော်မင်းတို့မောင်းထုတ်မောင်းထုတ်အမှန်တရားအတွက်ကျမကတော့ ပြောရမှာပဲကျမကယူမဆိုင်ဘူးနော်အခုအပီနော်ဒါစနိုက်ပါပြီးပြီးနောက်တော့ခုအခုအာဆီယံလမ်းကြောင်းထက် ပိုထီရောက်မဲ့မဟာဗျူဟာသင်းနဲ့မြမအရေးကိုချီကပ်ဖို့အမေရိကန်အောက်လို့တော့မြမအရေးကြားနာပွဲတက်ရောက်သူအားလုံးကသဘောတူကြတယ်ဘသူမှကန့်ကွက်ဆန္ဒပြတာမရှိဘူးအားလုံးသဘောတူကြတယ်အာဆီယံအားကိုလို့မရတော့ဘူးလေငါးနှစ်ရှိပြီမအေလို့မင်းအွန်လိုင်းကတိပေးတဲ့မူငါးချက်အဲ့ဒီကတိပေးတဲ့အချက်ငါးချက်တော့မှသူတို့တစ်ချက်မှကိုသူတို့မလောက်ဆောင်နိုင်ဘူးအဲ့ဒါအာဆီယံရဲ့နော် ဘလောက်ထိညံ့တယ်လဲဆိုတာမေလို့မင်းအွန်လိုင်းသူတို့ကိုအသုံးချပြီးတော့သူတို့ကိုလက်စားလိမ်စားညာစားတာကိုသူတို့ခံနေတယ်နော်ခံနေတော့ပဲသူတို့နာမည်အပြည့်ခံတယ်သူတို့စီးပွားတော့အပြည့်မခံဘူးသူတို့နာမည်အပြည့်ခံတယ်စီးပွားအပြည့်မခံဘူးဒါကြောင့်မို့အမေရိကန်ကအခုနော်အာဆီယံကိုအာကိုလို့မရတော့ဘူးစဉ်းစားကြည့်လေကျွန်တော်ပြည်သူတွေပြည်တွင်းမှာပြည်သူတွေ ရေရေဆက်ဆက်အဖတ်ခံရတယ်ရေရေဆက်ဆက်နော်မအေလို့မင်းအွန်လိုင်းမီလောင်တိုက်သွင်းပြီးတော့ဘုံကျဲတယ်ပြည်သူတွေရေရေဆက်ဆက်ဖိကျပျက်စီရတယ်ခလေးသူငယ်ဗိုက်ကြီးတွေအကုန်လုံးရေရေဆက်ဆက်အဖတ်ခံရတယ်အာစီရင်တခုမှမပြောဘူးအာစီရင်တခုမှစောက်ချတာမရှိဘူးအဲ့ဒါကြောင့်မို့အခုအာစီရင် မလဲဘုတ်သဘောတူညီချက်9ရက်နောက်ကိုလိုက်နေတာအဲ့ဒါကိုမထီရောက်ဘူးဖိုက်အသုံးမဝင်ဘူးဖိုက်အသုံးမဝင်မှာမဟုတ်ဘူးအဖောက်ကိုမဝင်တာနော်သူတို့ policy ပြောင်းရမယ်ဆိုပြီးတော့အကုန်လုံးသဘောတူကြတယ်ဘုတ်သဘောတူညီချက်9ရက်ထက်ကိုပို့ပြီးတော့ American policy ဖတ်ဖတ်ဖြစ်တဲ့အာဆီယံနောက်ကြီးပဲလိုက်နေလို့ရှိရင်9နှစ်ပြည့်တော့မယ်ဘာမှ မဖြစ်သေးဘူးဆိုပြီးတော့မြန်မာပြည်နဲ့ဆိုင်တဲ့ policy ကို သူတို့ပြောင်းမှာပေါ့နံပါတ်1ကအတူအယောင်ရွေးကောက်ပွဲကိုစန့်ကျင်တင်တယ်ဆိုပြီးတော့လက်မခံတင်ဘူးဆိုပြီးတော့เนาะအဲ့ဒါလည်းအကောင်လုံးပဲ Republican Democracy ရောသက်သေတင်ပြတဲ့သူတွေရောမေကွန်ထောက်တဲ့သူတွေရောအားလုံးသဘောတူတယ်ပြောချင်တာကသူတို့ American ကိစ္စနဲ့ပတ်သက်လာလို့ရှိရင်သူတို့ကဟိုဗလဲ Democracy နဲ့အတိုက်ခံတဲ့အကွဲလဲတွေရှိပြီမဲ့ အခုမြမအရေးမှာအားလုံးသဘောတူကြတယ်နော်နော်အကြမ်းမအမြန်ဆုံးနေနိုင်ပါစေလို့ဆုတောင်းတယ်

အခုနော်တော်လန်ရင်းနဲ့ဆက်နွယ်နေတဲ့အခုကျမတို့ဒီဂျားဖြန့်တော်လန်ရင်းနဲ့ဆက်နွယ်နေတာဂျားဖြန့်လေဒီဂျားဖြန့်ကိစ္စနဲ့ကျမတို့ကနော်နိုင်ငံတကာလာပြီးတော့ဒီဂျားဖြန့်ကိုနေနေတာကျမတို့ပြည်သူတွေကအားပါတရားဝန်သားတယ်နော်တချို့နိုင်ငံရေးသမားတွေသုံးသတ်တယ်အဲ့ဒါကိုပြည်ပကိုအားကိုးတယ်တဲ့နော်နိုင်ငံသားကိုအားကိုးတယ်ပြည်ပကိုအားကိုးတယ်တဲ့ ကျွန်မတို့ဒီဂျားဖြက်ဒီဂျားဖြက်ကိုမနိုင်နေနိုင်လို့ရှိရင်ကျွန်မတို့တော်လန်ရေးကလည်းအောင်မြင်မှာမဟုတ်ဘူးဒါကြောင့်မို့နိုင်ငံတကာဟိုဘယ်လဲပြပကဝင်ဆုတ်ဖက်လို့ရနေတာဒီဂျားဖြက်ကြောင့်နော်ဒီဂျားဖြက်ကြောင့်မအေးလို့မင်းအွန်လိုင်းကလက်နဲ့တွေဝယ်နိုင်တာပြည်သူတို့ကဲပြည်သူတို့ကြားဘူးကြားမလား ဝတ်ဝတ်ရှိတယ်ဆိုတာဝတ်ကနံပါတ်တော့မဆောက်ဘူးဝတ်ရှိတယ်ဆိုတာကိုယုံကြည်ကြလားကျမတို့တောင်ပိုင်းတိုင်းမှာ ရှိတဲ့ PDF တွေကိုထိုးကြွေးခဲ့တဲ့နွားအိုကြီးတွေ BGF တွေ DKBA တွေအခုသူတို့ကိုယ်တိုင်ထိုးကြွေးခံနေရပြီအဲ့ဒါဝတ်ပဲ ရဲမင်းဟုတ်တယ်ရဲမင်းရဲမင်းပြောခဲ့ဘူးတယ်လေဘာလဲ KNU ကိုထိလို့စီသူဆက်ဆက်ထိမခံဘူးအခု KNU လောက်ရကိုဒီဂျာပြာကိစ္စနဲ့ပတ်သက်ပြီးတော့ရဲမင်းနှုတ်ပိုက်နေတယ်ရဲမင်းတခုံးမှမပြောရဲဘူးနော်အခု what so da အဲ့ဒါပဲနော်ကျမတို့တောင်ပိုင်းတိုင်း PDF တွေကို လက်စားပြည်သူတွေကိုလက်စားခဲ့တဲ့ငါးနှစ်အတွင်းမှာလက်စားခဲ့တဲ့အကျိုးထိုးကျွေးခဲ့တဲ့အကျိုးအခုသူတို့ကိုယ်တိုင်ထိုးကျွေးခံထိပ်ပြီးเนาะတံပြန်ဝတ်ဆိုတာနောင်ဘဝတော့မဆောက်ဘူးပြည်သူတို့အခုသူတို့ဝတ်လည်နေပြီးအခုသူတို့တွေเนาะကြောက်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 နဲ့ဘာလှုပ်လို့ဘာဘာကန်ရမန်းတော့မသိဘူးเนาะသူတို့ ြောခဲ့တဲ့မူတူစေဖိုးနဲ့ညမတဲဆွေမောင်းတို့ KNU ကနေထွက်သွားပြီးဆိုပြီးတော့သူတို့ပြောခဲ့တဲ့မူတူစေဖိုးနဲ့ပြီးတော့ကိုသွားလို့ရှိရင်သူတို့လူမှုရေးကြောင့်သူတို့သွားတာ KNU နဲ့မပတ်သက်ဘူး KNU နဲ့မဆိုင်ဘူးဆိုတော့ပြပြသလဲဖြည့်ဆင်းချက်ထုတ်ပေးခဲ့တာမမိကြသေးလားပြည်သူတို့နော်အခုအခုမှသူတို့ထောက်ဖို့မေ့နေတယ် အခုသားကြည်ညာလေမူတူစေဖို့နဲ့ဆွေမောင်းကို အပီးတိုင်ထုတ်လိုက်ပြီတဲ့။ဩမင်းအွန်လိုင်းနဲ့သွားတွေ့တော့ကထုတ်ဖို့မေ့သွားလို့အခုမှသတိရလို့ပြန်ထုတ်လိုက်တာ။ဟာသားအနေနဲ့ပြည်သူတို့သူတို့ကနော်ဟိုဘလဲကြောက်ကြောက်နဲ့သူတို့လိုက်ပြမလုံတော့ဘူး။ကြောက်ကြောက်နဲ့ဘာလုပ်လို့ဘာကံရမှမသိတော့ဘူး။ ဒါပေမဲ့သူတို့ထုတ်လိုက်တဲ့မူတူစေဖို့နဲ့ဟိုဗလဲမူတူစေဖို့နဲ့ရှင်မောက်ကသူတို့ထုတ်လိုက်တယ်နောက်တယောက်ကြံ့တာသူတို့မေ့နေတယ် KNLA စီဦးစီချောက်စောဂျော်နီကြံ့သေးတာသူတို့မေ့နေတယ်အဲ့ဒါကိုကျမတို့ကသူတို့ရဲ့အုံနောက်သူတို့ရဲ့သူတို့ရဲ့အုံနောက်ကိုပြန်နွေးပေးရမယ် KNLA စီဦးစီချောက်ပြီးခဲ့တဲ့နလသုံးလတော့က BGM မောင်ချစ်သူနဲ့ငိမ့်ချမ်းရေးဆွေးနွေးပွဲသွားတာကို သူတို့မေ့နေတယ်ဖြစ်ပါလိမ့်မယ်။ KLA CUC ချုပ်ကိုသူတို့ထုတ်ဖို့မေ့နေတယ်။အမှန်မှာတော့ဒီ KLA CUC ချုပ်ကြောင့်ကရင်စစ်ရေးကရှေ့ကို မသွားဘဲနဲ့ဒစ်လည်နေတာ။ဦးဆောင်တဲ့လူနော်ရှေ့ကနေရှေ့ကသွားတဲ့လူကဖျောက်ဖျောက်မှမသွားတာ။ နောက်ကလူကဘလို့လို့ဖြောက်ဖြောက်လိုက်မှလဲအဓိကဖြောက်ထောက်ရမှာက KNLA CUC ချုပ်စောဂျော်နီကိုဖြောက်ရမှာမင်းနေတယ်ဖြစ်ပါလိမ့်မယ်ကျမတို့အော်တယ်အော်တယ်နော်ဘူသာဒလန်သစ်စာပေါ့လောက်ကောင်တွေကိုဖြုတ်ထုတ်ပါကရင်ပြည်နယ်မှာဒီအဆုတ်ထုတ်ကောင်တွေကြောင့်ဒီအမိုက်တွေကြောင့်ဒီ NCA နွားအိုတွေကြောင့် ဖယ်ရှားပေးပါရှင်းပေးပါဆိုပြီးတော့ကျမတို့ပြောခဲ့သမျှအော်ခဲ့သမျှမူတူစေဖို့နေပြီးတော့ကိုအေးအေးဆေးဆေးပဲမအားလာနဲ့ဖက်လက်တကင်းနေတယ်မထုံအခုမှဂမန်းကနေသူတို့ထုတ်လိုက်တယ်ဒါမဲ့စောဂျော်နီကြံခဲ့တယ် KNLC ဦးစီးချုပ်စောဂျော်နီကလက်ရှိကရင်ပြောမစွင်တာတတ်မတော်ဘောကရင်တတ်မတော်မှာ ိတ်ဆုံးယာထူးကိုယူထားတယ်အကြီးမားဆုံးယာထူးကိုယူထားတယ်ဒါပေမဲ့ ADK NLA COC ချုပ်ကိုကြတော့သူတို့မဖြုတ်ထုတ်ဘူးဘာကြောင့်လဲအခုကျမတို့ကရင်ပြည်နယ်ကစစ်ရေးမအောင်မြင်တာနော်စစ်ရေးဘာကြောင့်မအောင်မြင်တာလဲပူသားတယ်လန်သစ္စာဖောက်လောက်ကောင်းလीနော် သူတို့ပြပြဖာဖာမထောက်ခဲ့လို့အခု